င်းနေသတင်းဌာနကိုငါသားသားစနေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီဆွတ်ပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်မေလ9ရက်နေ့စနေရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာကအစီအစဉ်မှုဖြစ်တောင်းယူကစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့နားဆင်ရမယ့်သတင်းတွေကတော့အာရခတတော်ရဲ့အပြည့်ရဲ့ကာလမှာညောင်ကျိုးစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေအတေအပြောက်များစွာနဲ့ရင်ဆိုင်ခဲ့ရတဲ့ဆိုတဲ့တဲ့။အာရခတပ်တော်တပ်ဖွဲ့ဝင်တို့ကိုလူမဆန်စွာနှိမ်ပတ်နှိပ်စက်မှုကြောင့်အသက်တည်ဆုံးခဲ့ရမှုကို CLS CND အနေနဲ့တာဝန်ယူဖြေရှင်းပေးဖို့ချင်းညီနောင်တောင်းဆိုလိုက်တဲ့ဆိုတဲ့တဲ့။ Federal Democracy ပြည်ထောင်စုပေါ်ထွန်းလာတဲ့အထိ MOD PDF နဲ့လက်တွဲတိုက်ခိုက်သွားမယ်လို့ BBA ပြောဆိုလိုက်တဲ့တဲ့။ April အတွင်းမှာစစ်ကောင်စီနဲ့ KNL တို့ကြားတိုက်ပွဲပေါင်း136ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က30ကျော်တည်ဆုံခဲ့ရတယ်ဆိုတဲ့သတင်းတွေကြားရမှာလည်းဖြစ်ပါတယ်ဒီတိထုတ်လင်းမှုရဲ့ပထမဆုံးအနေနဲ့ကြားရမယ့်သတင်းကတော့အာရခတ်တပ်တော်ရဲ့အပြစ်ရကာလမှာညောင်ကျိုးစကန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီတပ်တွေအတေအပြောက်များစွာနဲ့ရင်ဆိုင်ခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားရမှာလည်းဖြစ်ပါတယ်။အာရခတ်တပ်တော်ကဂလင်မေးတေပြည်သူတွေကိုစာနာထောက်ထားတဲ့အနေနဲ့ တဖက်သက်အပြစ်ရက်ကာလအတွင်းမှာစစ်ကောင်စီကသူတို့လက်လွတ်လိုက်ရပြီဖြစ်တဲ့ဘကိုးတိုက်ဒေသကြီးပတောင်းမြို့နယ်အတွင်းကညောင်ကျိုးတပ်စခန်းကိုပြန်လည်ရယူလို့တဲ့အတွက်ထုတ်စစ်စင်တိုက်ခိုက်တာတွေကိုလှုပ်ဆောင်ခဲ့ပေမဲ့စစ်ကောင်စီဘက်ကအသေးပြောက်များစွာနဲ့ရင်ဆိုင်ခဲ့ရပြီးတော့ပြန်လည်တက်ဆုပ်သွားခဲ့ကြရတယ်လို့အာရခတ်တတော်နဲ့နီးစပ်တဲ့တရင်ရင်းမြစ်တွေကပြောပါတယ်။အာရခတ်တတော်အပါဝေးညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ DNA MNDAA တက်တွေဟာငလင်ဘေးဒီအပြည်သူတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ဧပြီလ၁ရက်နေ့ကနေ30ရက်နေ့အထိပထမအကြိမ်အပြစ်ရတယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပြီးတော့ဒီမေလအတွင်းမှာလည်းငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေမပြီးနိုင်သေးတဲ့အတွက်မေလတလတာကိုထပ်မံပြစ်ရတယ်လို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုအပြစ်ရထုတ်ပြန်လာချိန်မှာစစ်ကောင်စီဟာသူတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ညောင်ကျိုးတပ်စခန်းကိုထိုးစစ်ဆေးတိုက်ခိုက်တာကိုဧပြီလ25ရက်နေ့ကပဲစတိုက်လှုပ်ဆောင်ခဲ့တာရှိခဲ့ပြီးတော့အာရခတက်တော်နဲ့ပူပေါင်းတပ်တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့် အဲ့ဒီထိုးစစ်စင်တိုက်ခိုက်လာခဲ့တဲ့စစ်ကောင်စီတပ်တွေဟာအကြအဆုံးများပြီးတော့ညောင်ကျိုးစခန်းနဲ့လေးမိုင်ခန့်အကွာမှာရှိတဲ့ရှုခင်းတာစခန်းကို ပြန်လည်တက်ဆုံထွက်ခွာသွားခဲ့ကြရတယ်လို့အဲ့ဒီစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်စီဟာအဲ့ဒီညောင်ကျိုးတပ်စခန်းကို ပြန်လည်ရယူနိုင်ဖို့အတွက်မြေပြင်စစ်ကြောင်းတစ်ခုထဲထိုးစစ်စင်တိုက်ခိုက်ခဲ့တာမဟုတ်ပဲဆက်တက်လေထီးတွေနဲ့ပါဘုံကျဲတိုက်ခိုက်တာတွေကိုလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်အာရကတပ်တော်နဲ့ပူပေါင်းတပ်တွေဟာတောင်ကုန်းမြို့နယ်တစ်ခုလုံးကိုတိမ့်ပိုက်ပြီးနောက်မှာတော့ ရခိုင်နဲ့နေမြေချင်းဆက်ဆက်နေတဲ့ဗကိုးတိုင်းအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီလကပဲစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့စစ်ကောင်စီရဲ့တောင်ပုံကြီးစခန်း၊မိုးထီစခန်း၊ပကံကွဲစခန်းနဲ့ညောင်ကျိုးစခန်းတွေကိုအာရခတပ်တော်ကအပိတက်တိမ့်ပိတ်ရရှိထားပြီးတာလည်းဖြစ်ပါလိမ့်ရှင်။ ပြီးတော့ကြားရမှာကတော့အာရခတ်တော်တပ်ဖွဲ့ဝင်တို့ကိုလူမဆန်စွာနှိမ်ပန်းနှိပ်စက်မှုကြောင့်အသက်သေဆုံးခဲ့ရမှုကို CNF CNA အနေနဲ့တာဝန်ယူဖြစ်ရှင်းပေးဖို့ချင်းညင်အောင်တောင်းဆိုလိုက်တဲ့ဆိုတဲ့တဲ့ရင်ကိုကြားရမှာလည်းဖြစ်ပါလေချေမတူပီမြို့သိမ်းတပ်ပွဲဆင်နွှဲနေတဲ့ကာလအတွင်းမှာ CNF ဥဆောင်တဲ့ချင်းလန်းကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရပြီးတော့လူမဆန်စွာနှိမ်ပန်းနှိပ်စက်မှုကြောင့်သေဆုံးသွားခဲ့ရတဲ့အာရခတ်တော်ရဲ့တပ်ဖွဲ့ဝင်တို့အတွက်ကို CNF CNA အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဖြည့်ရှင်းပေးဖို့အတွက်ကိုချင်းညင်တော်အဖွဲ့ CB ကမေလ၄ရက်နေ့မှာတရေထုတ်ပြန်တောင်းဆိုလာခဲ့ပါတယ်။၂024ခုနှစ်ဇွန်လအတွင်းမှာချင်းညင်တော်အဖွဲ့နဲ့မဟာမိတ်အာရခအသက်တော်ပူးပေါင်းစစ်ကြောင်းတွေဟာမတူပီမြို့တိုင်းတိုက်ပွဲဆင်နွှဲခဲ့ကြပြီးတော့အဲ့ဒီလိုစစ်ကောင်စီတပ်တွေနဲ့နှစ်ဖက်တပ်ပွဲပြင်းထန်နေမှုကိုအခွင့်အကောင်းယူကချင်းညင်တော်အဖွဲ့နဲ့မဟာမိတ်အာရခအသက်တော်တို့ကို CNN ဥဆောင်တဲ့ချင်းလန်းကောင်စီအဖွဲ့ဝင်တွေကနောက်ကျောကနေပြီးတော့ဝင်ရောက်တိုက်ခိုက်တာကိုလှုပ်ဆောင်ခဲ့ပြီးတော့နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့နှစ်ဖက်တပ်ဖွဲ့ဝင်တွေကလည်းအပြန်အလှန်ဖမ်းဆီးတိမ်းသိမ်းတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်2025ခုနှစ်မတ်လ29ရက်နေ့မှာတော့ချင်းပြည်သူတွေလိုလားနေကြတဲ့ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာဝိဝါဒကွဲပြားနေမှုကိုဖြေလျှော့လိုတာတော်လှန်ရေးအဖွဲ့တွေကြားစည်းလုံးညီညွတ်မှုကိုစတင်တိစောက်ပြသလိုတာကြောင့်နှစ်ဖက်အဖွဲ့အစည်းတွေကဖမ်းဆီးထားတဲ့တပ်ဖွဲ့ဝင်တွေကို ပြန့်လန့်လဲလှယ်မှုတွေလှုပ်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။အဲ့ဒီလိုလဲလှယ်ပြီးတော့ပြန်လည်လွတ်မြောက်လာတဲ့သူတွေရဲ့ပြောဆိုချက်အရ CNN CNA ရဲ့ဖမ်းဆီးတာကိုခံလိုက်ရတဲ့အရခတ်တတော်ရဲ့တပ်ဖွဲ့ဝင်2ဦးထက်ကတဦးမှာဖမ်းဆီးထိုင်းထိုင်းထားဆင်အတွင်းမှာရန်သူတပ်ဖွဲ့ဤမျိုးစုံနဲ့ CNF CNA ကညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့်အသက်တေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်ဒီလိုလောက်ရက်ကိုလည်းချင်းညင်အောင်အဖွဲ့ CB အနေနဲ့လည်းကန့်ကွက်ရှုတ်ချတယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်။ ချင်းညီနောင်အနေနဲ့ဆစ်အာနာရှင်စနစ်ကိုတော်လှန်နေတဲ့အတော်အတွင်းမှာချင်းမျိုးသားတော်လှန်ရေးအဖွဲ့အစည်းကြားကဝိဝါဒကွဲပြားတာတွေကိုလက်ခံသဘောပေါက်ထားပြီးတော့လက်ရှိမှာတော့ပထမဦးစားပေးဖြစ်တဲ့ပုံရံသူကိုတိုက်ထုတ်ကြရမှာဖြစ်ပြီးတော့အဖွဲ့အစည်းအချင်းချင်းကြားမှာဖြစ်လာတဲ့အခက်အခဲပြဿနာကိုအဖွဲ့အစည်းအချင်းချင်းကြားတွဲဆောင်ဆွေးနွေးအဖြစ်ရှာရမှာကိုလည်းအပြည့်အဝယုံကြည်လက်ခံထားတယ်လို့လည်းဆိုထားပါဗျ။အဲ့ဒါကြောင့်ဆစ်အာနာရှင်ကိုအဓိကတော်လှန်တိုက်ခိုက်နေတဲ့တော်လှန်ရေးအဖွဲ့အစည်းကြားကတစ်ခုဖြစ်တဲ့ အာရခတက်တော်ရဲ့တပ်ဖွဲ့ဝင်တဦးကိုဖမ်းဆီးထိန်းထိန်းထားချိန်တွင်မှာအသက်သေဆုံးသွားတဲ့အထိညှဉ်းပန်းနှိပ်စက်ခဲ့တာကို CNN CNN အနေနဲ့တာဝန်ခံမှုတာဝန်ယူမှုအပြည့်နဲ့ဖြည့်ရှင်းပေးဖို့လိုတယ်လို့ချင်းညီနောင်ဖွဲ့ CB ကတောင်းဆိုထားပါတယ်ရှင်။ကောက်ကြရမှာကတော့ Federal Democracy ပြည်တော်စုပေါ်ထွန်းလာတဲ့အထိ MOD PDF နဲ့လက်တွဲတိုက်ခိုက်သွားမယ်လို့ PPAA ပြောဆိုလိုက်တဲ့တရင်ကိုကြားရမှာလည်းဖြစ်ပါတယ်။ဗမာပြည်သူလူမျိုးရေးတတ်တော် PPAA နေနဲ့ဆက်ရနာရှင်စနစ်ကိုအမြင့်ပြတ်ဖယ်ရှားပြီးတော့ Federal Democracy ပြည်တော်စုပေါ်ထွန်းလာတဲ့အထိ MOD PDF နဲ့လက်တွဲတိုက်ခိုက်သွားမယ်လို့ဒီနေ့မေလ9ရက်နေ့မှာတရင်ထုတ်ပြန်ပြောဆိုလာပါတယ်။ဒီပြောဆိုမှုကိုဒီနေ့မေလ9ရက်နေ့မှာကြာရောက်တဲ့ပြည်သူကာကွယ်ရေးတပ်မတော် PDF တီထောင်ခြင်းလေနစ်ပြိခန္ဓာကိုပေးပို့တဲ့သဝန်လွှာထဲမှာထပ်တွင်ပြောဆိုထားတာလည်းဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုအခက်အခဲစိန်ခေါ်မှုတွေကြားကတီထောင်လာခဲ့တာဟာဒီနေ့ဟာလက်နှစ်ပြင်းပြခဲ့ရပြီးဖြစ်တယ်လို့ COC နဲ့ရဲခိုင်မာအကောင်းလာပြီးတော့ချစ်လက်ခံမာတဲ့တပ်ဖွဲ့တွေဖြစ်ကိုရောက်ရှိလာတာကိုလည်း BBA အနေနဲ့မြတ်စွာအကောင်ယူဝမ်းမြောက်မိတယ်လို့ဆိုထားပါတယ်။ BBA အနေနဲ့လည်းတော်လှန်ရေးကြီးပြီးဆုံးအောင်မြင်ပြီးတော့ Federal Democracy ပြည်တော်စုကြီးပေါ်ထွန်းလာတဲ့အထိ MOD PDF တွေနဲ့လက်တွဲပြီးတော့စစ်အာဏာရှင်စနစ်ကိုအတူတကွတိုက်ထောက်သွားမယ်လို့ ဂရိပြုပြောကြားထားတယ်လို့ပြောဆိုထားပါတယ်။ဒီနေ့တနေ့ကထုတ်လွှင့်မှုရဲ့နောက်ဆုံးသတင်းလေးနဲ့ကြားရမှာကတော့ဧပြီလအတွင်းမှာ စစ်ကောင်စီနဲ့ KNA တို့ကြားတိုက်ပွဲပေါင်း139ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က30ကြော်တေဆုံးခဲ့ရတယ်လို့ KNU ထုတ်ပြန်ပြောဆိုလာတဲ့တဲ့တင်ကိုကြားရမှာလည်းဖြစ်ပါတယ် KNU ကရင်မျိုးသားစီယုံကော်တူလေးအုတ်ချုပ်နယ်မြေမူတော်ခရိုင်အတွင်းမှာ ဧပြီလ၃ရက်နေ့ကနေစပြီးတော့30ရက်နေ့အထိတလအတွင်းမှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNA ရဲ့အမှတ်၅တပ်မဟာနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲကြီးတိုက်ပွဲငယ်စုစုပေါင်း139ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။ဒီတိုက်ပွဲအတွင်းမှာတော့စစ်ကောင်စီတပ်ကဗိုလ်မှူးအစ်2ဦးတပ်ကြက်ကြီးအစ်2ဦးအပါအဝင်39ဦးတေဆုံးခဲ့ရပြီးတော့ဒုတက်ကြက်2ဦးအပါအဝင်55ဦးဟာလည်းထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ဆိုထားပါတယ်။ ဒါအပြင်စစ်ကောင်စီတပ်ကအရက်သားပြည်သူလူထုတွေနေထိုင်တဲ့ကျွရွာတွေကိုလည်းလက်နက်ကြီးနဲ့ခုနှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်တာတိုက်လေရင်နဲ့ဘုံလုံးရေ၁၄လုံးကျဲချတိုက်ခိုက်တာတွေကိုလှုပ်ဆောင်ခဲ့တဲ့အတွက်အပြစ်မဲ့အရက်သားပြည်သူ၂ဦးသေဆုံးခဲ့ရပြီးတော့နောက်ထပ်ပြည်သူ9ဦးဟာလည်းထိခိုက်တိုင်ရာရရှိခဲ့ရတယ်လို့ဆိုထားပါဗျ။ဒီလိုလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေကိုစစ်ကောင်စီကလှုပ်ဆောင်ခဲ့တာကြောင့်ဒေသတွင်းကအရက်သားပြည်သူလူထုတွေရဲ့လောက်ကင်စားတောက်တဲ့နေရာတွေဟာလည်း ထိခိုက်ပျက်စီးတာတွေရှိခဲ့တဲ့အပြင်စိုးရိမ်ထိတ်လန့်မှုတွေရှိတာကြောင့်လည်းအသက်ပေးလို့ရာကိုထွက်ပြေးတိမ်းဆောင်နေကြရတယ်လို့ဆိုပါတယ်စစ်ကောင်စီဟာပြီးခဲ့တဲ့ဧပြီလ2ရက်နေ့ကနေဧပြီလ30ရက်နေ့ထိငလင်းကစရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့အတွက်အပြစ်ရက်တယ်လို့ထုတ်ပြန်ထားခဲ့ပေမဲ့ယာယီတစ်ဖက်သက်အပြစ်ရက်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်းစုံမှုနယ်မြေတွေကိုထိုးစစ်ဆင်တိုက်ခိုက်တာလေကြောင်းတိုက်ခိုက်တာတွေကိုစက်တိုက်လှုပ်ဆောင်တာတွေရှိခဲ့တယ်လို့တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့တွေကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ CNA သတင်းဌာနရဲ့တနေ့တာရေဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNA ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပါ